ရခိုင်ပြည်နယ်အတွင်းစစ်ကောင်စီတပ်တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေပြီးဒေသခံတွေရဲ့လုံခြုံရေးနဲ့ဘဝတွေထိခိုက်နေကြောင်းသတင်းတွေအရသိရပါတယ်။ကြပ်ဖြူမြို့နယ်တစ်ပုတ်တောင်တိုင်းနယ်ဦးကင်းကြီးရွာကိုမတ်လ6ရက်နေ့နေ့လယ်ပိုင်းကစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲရှာခဲ့ပြီးအင်ချေအများအများမိလောင်ပျက်စီးသွားခဲ့တယ်လို့ဒေသခံတွေကပြောကြားပါတယ်။ရွာသားတွေဟာတိုက်ပွဲတွေကြောင့်အရင်ကတည်းကဆွေးပြေးရှောင်နေကြရတဲ့အတွက် လူထိခိုက်မှုမရှိဘဲနေအိမ်တွေသာပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။ဒါအပြင်စစ်တွေမြို့နယ်ဝါဘိုကြီးဝါကိုလည်းမက်လ6ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီက drone နဲ့ပုံကျေချခဲ့ပြီးနေအိမ်တွေမိလောက်ပျက်စီးသွားခဲ့ရပါတယ်။ဝါဘိုကြီးဝါကဒေသခံတွေဟာလည်းအရင်ကတည်းကစစ်ဘေးရှောင်နေကြတာဖြစ်ပြီးဖေဖော်ဝါရီလ26ရက်နေ့ကလည်းစစ်ကောင်စီလက်တက်ကပုံကျေချခဲ့တာကြောင့်နေအိမ်တစ်စိကျော်မိလောင်သွားခဲ့ရပါတယ်။ဒါအပြင်ဝါဘူကြီးရွာနဲ့အနီးအနားကြီးရွာတွေကို စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့နှင်းစင်ပစ်ခတ်မှုတွေရှိနေတယ်လို့ဒေသခံတယောက်ကပြောဆိုပါတယ်။ဒီအခြေအနေတွေဟာဒေသခံတွေရဲ့လုံခြုံရေးနဲ့ဘဝတွေကိုစွစွဝဝထိခိုက်နေပြီးစိုးရိမ်မှုတွေလည်းမြင့်တက်စေတယ်လို့ပြောဆိုပါတယ်။စစ်ပေးတံနဲ့စစ်ကောင်စီရဲ့တပ်ခတ်မှုတွေကြောင့်ဒေသခံတွေဟာနေအိမ်တွေ၊စိုက်ခင်းတွေနဲ့လူမှုဘဝတွေများစွာပျက်စီးဆုံးရှုံးနေရပြီးလူသားရှင်းစာနာမှုဆိုင်ရာအကူအညီတွေလည်းလိုအပ်နေကြပါတယ်။